မင်္ဂလာပါခင်ဗျာ2022ခုနှစ်စက်တင်ဘာလ23ရက်နေ့မှာ29ရက်နေ့အထိမြန်မာတက္ကသိုလ်1384ခုနှစ်ပတ်သလင်းလပြည့်ကျော်14ရက်နေ့မှာသတင်းကြော်လာစမ်း9ရက်နေ့အတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးမိုးလေဝသခန့်မှန်းချက်များကိုနေပြီးတော့မိုးလေဝသနဲ့ဇလဗီယာညွှန်ကြားမှုအစည်းအဝေးမှာထုတ်ပြန်ကြေညာပါမယ်ခင်ဗျာမင်္ဂလာပင်လယ်အော်ချင်းနေရတော့မင်္ဂလာပင်လယ်အော်မှာလေဖိအားနဲ့ရေဝန်တစ်ချိန်ဖြစ်ပေါ်နိုင်ပါတယ် ယခုရသက်တပတ်အတွင်းအနောက်တောင်မုတ်တုံလေးဟာမြန်မာနိုင်ငံမြောက်ပိုင်းနဲ့အလဲပိုင်းဒေသများမှာဆုတ်ခွာသွားဝေရာရှိပါတယ်။အနောက်တောင်မုတ်တုံလေးဟာကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်တို့မှာအာအနေငယ်မှာအာအတင်းတင်းရှိနိုင်ပါတယ်။ဝေရာသွန်နိုင်မှုခြေနေခံမှန်းချက်များအနေနဲ့ကတော့သကန်းနေဒါကြီးရောက်ပိုင်းမကွေးတိုင်းနေဒါကြီးနဲ့မန္တလေးတိုင်းနေဒါကြီးတို့မှာနေရာကျကျဲချင်းပြည်နယ်သကန်းနေဒါကြီးထပ်ပိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ် ပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ရခိုင်ပြည်နယ်အေရယာတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံပြမိုးထိပ်ချုံရွာနိုင်ပါတယ်အမြင့်ဆုံးဘူချိန်ချင်းနေခမန်းချက်များအနေနဲ့ကတော့စကိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနောက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာ67ဒီဂရီဖာရင်ဟိုက်မှာ100ဒီဂရီဖာရင်ဟိုက်အတွင်းစကိုင်းဒေသကြီးထပ်ပိုင်းပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းတောင်ပိုင်း ရန်ကုန်တိုင်းဒေသကြီးအေရဝတီဒေသကြီးတနင်္သာရီတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းရခိုင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ87ဒီဂရီဖာရန်ဟိုက်မှ90ဒီဂရီဖာရန်ဟိုက်အတွင်းနဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာ87ဒီဂရီဖာရန်ဟိုက်မှ80ဒီဂရီဖာရန်ဟိုက်အတွင်းရှိနိုင်ပါတယ်။အနေဆုံးပူချိန်ချိန်နေခတ်မှန်းချက်များအနေနဲ့ကလည်းချင်းပြည်နယ်မှာ56ဒီဂရီဖာရန်ဟိုက်ခန့်မကွေးတိုင်းဒေသကြီးရှမ်းပြည်နယ် ရခိုင်ပြည်နယ်၊ကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာ63ဒီဂရီဖာရင်ဟိုက်မှာ82ဒီဂရီဖာရင်ဟိုက်အတွင်နဲ့စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရော်တိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ83ဒီဂရီဖာရင်ဟိုက်မှာ82ဒီဂရီဖာရင်ဟိုက်အတွင်ရှိနိုင်ပါတယ်။ဒေထုဆိုတိုင်းစားအခြေအနေခက်မှန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးရောက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ82ရာခိုင်နှုန်းမှ83ရာခိုင်နှုန်းအတွင်းနဲ့ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့မှာ84ရာခိုင်နှုန်းမှ65ရာခိုင်နှုန်းအတွင်းရှိနေပါတယ်။ပင်ခွေရင်ခွေပြန်နှုန်းခြေနေခမှန်းချက်များအနေနဲ့ကလည်းအချင်းပြည်နယ်၊စကိုင်းဒေသကြီးထပ်ပိုင်း၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊အေရဝတီဒေသကြီး၊ရန်ကုန်ဒေသကြီး၊ပဲခူးဒေသကြီး၊ရှမ်းပြည်နယ်မြောက်ပိုင်း၊တောင်ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ တနင်္လာတိုင်းဒေသကြီးတို့မှာ14မီလီမီတာမှာ24မီလီမီတာအတွင်းနဲ့တရိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာ25မီလီမီတာမှာ35မီလီမီတာအတွင်းရှိနိုင်ပါတယ်။မြေစီလောင်အောင်ရေအခြေအနေခတ်မှန်းချက်များအနေနဲ့ကလည်းမန္တလေးတိုင်းဒေသကြီးမှာ6တွေ့အခြေအနေစကမ်းတိုင်းဒေသကြီးအောက်ပိုင်းမှာဆွဆွအခြေအနေနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာပြေဝအခြေအနေမှာရှိနိုင်ပါတယ်။ စိုက်ပျိုးရေးမိုးလေဝသအခြေအနေခံမှန်းချက်များကိုကြည့်ရှုနေကြတယ်မိဘပြည်သူအပေါင်းကိုစိတ်နှပြကျန်းမာချမ်းသာကြပါစေခင်ဗျာ